တကားဒကမတွေနေအစ်စ်ဆောက်ခြင်းနဲ့နော်ဝင်းလေးနဲ့အစ်စ်လေးနဲ့အိမ်လေးအစ်စ်ဆောက်ခြင်းနဲ့တန်ဃာတော်ရှင်မြတ်တွေလာပင့်တယ်တပည့်တော်တို့အိမ်ကြွပြီးတော့မြေတန့်ပြည်လေးရွတ်ပေးပါအောင်ဖျားမြေတန့်ပြည်လေးရွတ်ပေးပါအောင်ဖျားဆိုရင်တန်ဃာတော်ရှင်မြတ်တွေကကြွရတယ်ပြီးတော့ဒီတိမ်ကိုနှုတ်တဲ့ကမွာစာကိုဖတ်တာပဲတိမ်ကိုနှုတ်တယ်ပထမနော်ကမွာစာတစ်မျိုးကိုဖတ်လိုက်တယ်အဲ့ဒါလိုဖတ်ပြီးတော့မှစိတ်ချရပြီးဆိုတော့မှတိမ်ကိုတမုတ်တယ်နှစ်မျိုးလိုရတယ် အဲ့တော့ဒကာဒကမတွေကတပည့်တို့မြေလေးကိုတန့်ပေးပါအောင်ဖျားတို့သွားပြီးတော့ရှောက်ရင်တန်ကားတော်ရှင်မြတ်တွေရှောက်ရင်တန်ကားတော်ရှင်မြတ်တွေကကြွလာတယ်ပြီးတော့အဲ့ဒီတိတ်နှုတ်တဲ့ကမောစာလေးကိုဖတ်ပေးတာတခြားမြေတန့်တဲ့ကမောစာဆိုတာတိစံမရှိဘူးဘာဖြစ်လို့မြေကိုအဲ့လိုတိတ်နှုတ်တဲ့ကမောစာကိုနှုတ်လာတာလဲဆိုတော့ဟောဒီကဘာကြီးကဖျားငါးစုပွင့်မယ်ဖျားငါးစုလေးစုပွင့်သွားပြီဟုတ်တယ်မလား ကာကုတံကောနာကုံကတ္တပခောရမဖျားငါးစုပွင့်သွားပြီကဘာကြီးอ่ะဒီကဘာကြီးอ่ะမပြတ်သေးဘဲနဲ့ဖျားလေးစုပွင့်သွားပြီနောက်ဖျားတဲ့စုပွင့်ဖို့ကြံသေးတယ်အရိမတရားဆိုဖျားတဲ့စုပွင့်မှာကဘာကြီးမပြတ်သေးဘဲနဲ့ကိုသူကပွင့်မှာအဲ့တော့ဖျားလေးစုတဲ့အထက်မှာဒီကဘာမြေကြီးอ่ะဟိုမပြောင်းလဲသွားတာမဟုတ်တဲ့အတွက်ကိုနေမဲ့အိမ်နေရာမှာတိမ်နေဖျားเจ้าနေရှိခဲ့မယ်ဆိုတာဘယ်သူမှမပြောနိုင်ဘူးရှိနိုင်တာပေါ့အဲ့ဒီဗျာဟုတ်တယ်မလား တိမ်လိုနေရာမျိုးရှိခဲ့မဲဆိုရင်အဲ့ဒီတိမ်ပေါ်မှာသွားပြီးတော့အိမ်ဆောက်မိရင်အပြစ်တွေကြီးနေမှာဆိုလို့တန်လာတော်ရှင်မြတ်တွေပြင့်လိုက်တဲ့